ီမြို့ဟာကားမရှိတဲ့တကပလုံးမှာတစ်ခုတည်းသောမြို့ဖြစ်ပါတယ်။လင်းနဲ့သို့မဟုတ်ခြေရှင်ပဲတွာလာနိုင်တဲ့အီတလီနိုင်ငံရဲ့ Venice မြို့ပဲဖြစ်ပါတယ်။ဒီမှာဆက်ပိန်းတယ်လည်းမရှိသလိုရင်ကြောထိုင်းပြီးတွေလည်းမရှိပါဘူး Venice မြို့ဟာလမ်းတွေမရှိဘဲသူ့မြောင်းတွေနဲ့တံတားတွေပဲရှိတာကြောင့်ကားဆက်ပိန်းဆိုင်ကဲဆက်တာတွေသွားလို့မရပါဘူးမြို့တစ်မြို့လုံးရေချောင်းလမ်းနေနေဖြစ်နေပါတယ်အများသုံးအိမ်သာကိုသွားခြင်းရတောင်လှေစီးပြီးသွားရပါတယ် ဒီမြို့ဟာတရားလေးတာကျုံနဲ့ချိတ်ဆက်ထားတဲ့တူမြောင်းတွေနဲ့တိဆောက်ထားပါဗျ။ Venice မြို့ဟာသူ့မြေတက်တန်းကုံဆုံမင်းတေတွေကိုရည်သွက်နေပါဗျ။ရာသီဥတုပြောင်းလဲမှုကြောင့်မျိုးရအခြေခံအုတ်မြစ်တွေဟာနင်းမြုပ်နေပြီးပင်လယ်ရေမြစ်လာပြင်ကလည်းမြင့်တက်လာနေပါဗျ။ဒီဒေသမှာရာသီဥတုကမုန်တိုက်ထန်ပြီးမိုးရွာလေးရှိပါဗျ။ ဗီနစ်မြို့ဟာနှစ်စဉ်နှစ်တိုင်းနှင်းမြုပ်နေလအနေရကိုအမြဲတမ်းရင်ဆိုင်နေရပါတယ်။မြို့ကတက်နက်ကို2မီလီမီတာလောက်နှင်းမြုပ်နေတယ်လို့ခန့်မှန်းထားပါတယ်။ဂျွန်းချင်ဒူရီရဲ့အဆိုအရနောက်နှစ်တရာအတွင်းမှာဗီနစ်မြို့ဟာထာဝရပြောက်ွယ်တယ်လိမ့်မယ်လို့ဆိုကြပါတယ်။အခွင့်အရေးရရင်လောက်မိသားစုနဲ့အတူတွားရောက်လဲပတ်သွင်းပါတယ်။